ိုးရှိရင်တော့ရွာတရွာမှာဘဘူးဆရာကြီးတယောက်ရှိပါတယ်သူကလည်းအရန်လှတဲ့ရုပ်ထုတွေကိုလှုပ်တတ်တယ်ရုပ်ထုတွေကိုရောင်းပြီးတော့ပတ်စံအတော်အသင့်ရှာနိုင်တော့လေအိမ်သုံးစရိတ်ကာမိတာပေါ့သူမှလည်း၁၀နှစ်၁၂နှစ်အရွယ်ตาလေးတယောက်ရှိပြီးတော့သူကလည်းအဖေနဲ့အတူတူဘဘူးရုပ်ထုတွေကိုငယ်စဉ်ကတည်းကတွဲလှုပ်ခဲ့ပြီး၁၀နှစ်၁၂နှစ်အရွယ်မှာပဲလှပတဲ့ဘဘူးရုပ်ထုတွေကိုလည်းလှုပ်တတ်တယ်သူအဖေကလည်းသူ့ရဲ့ဘဘူးရုပ်တွေကိုကြည့်ပြီးတော့ဝမ်းသာပျော်ရွှင်နေပေမဲ့အမြဲတမ်းရုပ်ထုမှာချုပ်ရင်းချက်တစ်ခုခုရှာပြီးတော့ပြောတာပေါ့အဲ့ဒီဘဘူးဆရာရဲ့သားကလည်းသူ့အဖေရဲ့စကားကြောင့်ဘယ်တော့မှလည်းစိတ်မပြတ်ဖဲနဲ့သူ့အဖေရဲ့အကြံဉာဏ်ကိုလက်ခံပြီးပြုပြင် တပြည့်ပြည့်နဲ့သူ့ရုပ်ထုကလည်းသူ့အဖေရဲ့ရုပ်ထုထက်ပိုပိုပြီးတော့လှလာတာပေါ့ဒီတော့နဲ့အချိန်တော်ကြတော့လေလူတွေကလည်းသူ့လှုပ်ထားတဲ့ရုပ်ထုကိုဈေးပိုပေးပြီးဝယ်ကြသူ့အဖေလှုပ်ထားတဲ့ရုပ်ထုကိုတော့အရင်ဈေးနဲ့ပဲဝယ်တာပေါ့အဲ့ဒီလိုနဲ့အဲ့ဒီကောင်လေးကလည်းအသက်ကြီးလာအခုတော့သူကသူ့အဖေထက်ဝင်ငွေပိုကောင်းလာတယ်သူ့အဖေကလည်းသူ့လှုပ်ထားတဲ့ရုပ်ထုမှာအပြစ်တစ်ခုကိုတစ်ခုမဟုတ်တစ်ခုကိုလည်းအမြဲတမ်းရှာတွေ့တဲ့အခုတော့သူသားဒီလိုထောက်ပြတာကိုမကြိုက်တော့တနေ့မှာတော့သူ့အဖေကလည်းသူ့ရုပ်ထုလှုပ်နေတဲ့အချိန်သူ့ရဲ့အမောင်းကိုပြောပြတာပေါ့ကောင်လေးကလည်းဒေါသတကြီးနဲ့ပြောတယ်ကျွန်တော်အဖေဖြစ်ပြီးဘလို့ဖြစ်လို့အပြစ်ပဲရှာနေရတယ် မသိရင်ကျွန်တော်ထက်တော်တဲ့ဘဘူးဆရာကြနေတာပဲကျွန်တော်လုပ်တဲ့ရုပ်ထုကဇင်းလုံးမြင့်မြင့်နဲ့ရောင်းရတာသိတယ်မလားဒီဟာရဲ့သဘောကလည်းကျွန်တော်ကအဖေထက်ပို့တော်တဲ့ဘဘူးဆရာဖြစ်နေပြီအဖေဆရာအကြံဉာဏ်นี่မလိုတော့ထင်တယ်ကျွန်တော်ရဲ့ရုပ်ထုတွေကပြီးပြည့်စုံတယ်အဲ့ဒီနေ့ကလေးကသူ့အဖေကလည်းသူ့ကိုအကြံဉာဏ်นี่မပေးတော့ပါဘူးရန်နေငယ်ထီကောင်လေးကလည်းဘဘူးရုပ်ထုတွေကိုပျော်ပျော်ကြီးဆက်လုပ်ခဲ့ဒါပေမဲ့ကြာလာတော့လူတွေကသူ့ရဲ့ဘဘူးတွေကိုချီးမကျူးကြတော့တယ်လို့သူ့ရုပ်ထုတွေရဲ့ဇင်းလုံးတွေကလည်းကြဆင်းလာတာပေါ့လူတွေကလည်းသူ့အလုပ်ကိုတိတ်သဘောမကျကြတော့ကောင်လေးကလည်းဘာလို့ဒီလိုဖြစ်နေရလဲနားမလဲဘူး ကောင်းလေးကလည်းသူ့ရုပ်ထုကိုပြင်ပြီးတော့လဲဈေးပြန်တင်ဖို့စူးစမ်းကြည့်ပေမဲ့ဘာချုံရင်းချက်မှလည်းမတွေ့ဒီကိစ္စကြောင့်လည်းသူစိတ်ရှုံနေတာကြာပါပြီတနေ့မှတော့သူ့အဖေစီကိုတွားပြီးတော့လဲသူ့ပြဿနာအကြောင်းကိုပြောပြတယ်သူ့အဖေကလည်းနားထောင်ပေးပြီးတော့ဒီလိုဖြစ်လာမယ်မဲ့အစကတည်းကသိနေခဲ့တယ်လို့လည်းပြောတာပေါ့ဒါကိုကြတော့သားကလည်းအံ့ဩသွားပြီးတော့ဒီလိုဖြစ်လာမယ်မဲ့ကိုကြိုသိနေခဲ့ရလားဟုတ်တယ်ငါကိုယ်တိုင်လည်းဒီလိုမျိုးကြုံခဲ့ဘူးလေအဒါဆိုဘာလို့အဖေကအရင်မပြောခဲ့တာလဲမင်းကနားမလဲချင်ခဲ့ဘူးလေမင်းလောက်လှပတဲ့ရုပ်ထုကိုငါမဖန်တီးနိုင်ဘူး ဒါကြောင့်လဲငါမင်းအတွက်ဆရာတယောက်လိုထောက်ပြနိုင်အောင်အမြဲတမ်းကြိုးစား။ဒါကြောင့်လဲဆိုတော့ငါတို့ကိုယ်တိုင်လုပ်တဲ့အလုပ်မှာငါတို့အပြစ်ကိုမရှာနိုင်ဘူး။ငါတို့ကငါတို့အလုပ်ကိုအကောင်ဆုံးအလှပါဆုံးထင်နေကြ။တခြားတယောက်ကသာပြစ်ချက်တွေကိုမြင်တွေ့မှာဖြစ်ပါတယ်။ငါမင်းရုပ်ထုတွေမှာအပြစ်ရှာတော့မင်းကမကျင်မနှက်ဖြစ်ပြီးတော့မင်းပိုကောင်းလာအောင်ကြိုးစားလာတယ်။ဒါကြောင့်လဲမင်းအလုပ်မှာတိုးတက်လာတဲ့မင်းရုပ်ထုဈေးတွေကမြင့်။မင်းရဲ့အလုပ်ကိုကျင်နဲ့လာတယ်။မင်းကိုမင်းအထက်မြတ်ဆုံးလို့ထင်လာတယ်။ဘာမှောင်ရမှာမရှိဘူးလို့ထင်လာတယ်လေ။ဒါကလဲမင်းရဲ့တိုးတက်မှုကိုရက်တန့်စေတာပဲ။ သူတွေကမင်းမှာပိုကောင်းတဲ့ရုပ်ထုတွေအမျက်ရှိမယ်လို့မျှော်လင့်ကြတယ်။မင်းကသူတို့မျှော်လင့်တဲ့အတိုင်းမလုပ်တော့သူတို့တွေကမင်းရုပ်ထုကိုစိတ်မဝင်စားတော့ပဲဈေးတွေကျလာတယ်။ဒီနေ့မင်းဒီလိုအခြေအနေဖြစ်နေပြီ။ဒါဖြစ်သူကလည်းသူ့အဖေပြောတာကိုယူရဆိုင်နားထောင်တာပေါ့။ခဏလောက်တွေးပြီးတော့လေ။အဖေကျွန်တော်အခုဘယ်လိုလုပ်ရမလဲ။ဒါမကျေနပ်တတ်အောင်သင်ယူပါ။ဒါတခုတည်းကမင်းကိုအမြဲတမ်းတိုးတက်အောင်လုပ်ပေးမယ့်အရာပဲ။ကျွန်တော်တို့ဘဝကိုကြည့်လိုက်ရင်ကျွန်တော်တို့တယောက်ယောက်ကဝေဖန်လာရင်မှားတယ်လို့ထင်ကြပါလား။ဒါပေမဲ့လည်းကျွန်တော်တို့တယောက်ယောက်က ကျွန်တော်တို့ဝေဖန်လာတဲ့အခါမှာကျွန်တော်တို့ကောင်းမှုအတွက်ဆိုတာကိုကောင်းကောင်းနားလည်ထိုင်ကျွန်တော်တို့လုပ်တဲ့အရာတွေကအပြုသဘောဆောင်တဲ့နည်းလမ်းနဲ့သင်ယူရပါမယ်ဝေဖန်မှုတွေကိုနားထောင်ပြီးတော့ပြင်တဲ့နာကိုပြင်ရင်းနဲ့မင်းရဲ့တိုးတက်မှုကိုဥတည်လိုက်ပါဒီလိုမှသင်ရဲ့လုပ်ငန်းကလည်းတိုးတက်လာမှာဖြစ်ပါတယ်တယောက်ယောက်ကဝေဖန်ထောက်ပြတဲ့အခါမှာတုံ့ပြန်မှုတွေကိုလက်ခံသင်ယူပါဘာလို့ပဲလုပ်လို့လေးလာစရာတွေကအဆုံးမတတ်ပါဘူးညများလေးလာလေးလေးပို့ပြီးတော့တိုးတက်လေးလေးပဲလူတွေကအမားလုံးမှအမားတွေကနေသင်ယူကြတာပါဒီဗီဒီယိုလေးကိုလည်း လူအများသိမြင်အောင်လို့ပြုလုပ်ခြင်းတော့ဗီဒီယိုလေးကိုလိုက်လုပ်ပြီးတော့ share လိုက်ပါခင်ဗျာနောက်နေ့ဒီမှာလည်းဒီလိုဘူသူရရစရာပုံမြင်နေမလို့အောင်လို့လည်း channel လေးကို subscribe လေးလုပ်ထားပေးကြပါခင်ဗျာနောက်နေ့မှာနောက်ပုံမြင်လေးတစ်ခုနဲ့ပြန်လာခဲ့ရပါမယ်ခင်ဗျာ